မင်္ဂလာညနေခင်းပါရှင်အလဲမင်းရောက်တဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါရမေကဆုံလာပြည့်နေ့ဗုဒ္ဓနေ့တွင်ရန်ကုန်ရှိရွှေကုံစီတီတော်မော်လမြိုင်ရှိဆန္ဒရှင်ကြိုက်တလန်စီတီတော်မြတ်ကြီးလာရှုံမြို့ရှိရန်တိုင်းအောင်စုတောင်းပြည့်မြို့ဦးစီတီတော်တို့အပါအဝင်မြို့ကြီးများတွင်ကဆုံညောင်ရီသုံးပွဲပြုလုပ်ခဲ့ဆိုတဲ့သတင်းအပါအဝင်ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ချည်ခရီးသွားရောက်ခဲ့တဲ့နာဆာကဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိဆိုတဲ့သတင်း အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိကြောင်းဒေါ်နယ်ထရန့်ကြေညာဆိုတဲ့သတင်း။ဒေါ်နာရမာကိုခေါ်ယူရန်ဂျူပင်တက်စ်နဲ့အင်တာမီလန်တို့ဂျိုးပန်းနေဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။သူဆောင်နေနေကဆောင်လာပြင်းနေဗုဒ္ဓနေတွင်ရန်ကုန်ရှိရွှေဒဂုံဇေဒီတော်မော်လမြိုင်ရှိစံတော်ရှင်တိုက်တလန်ဇေဒီတော်မြတ်ကြီးလာရှုံမြို့ရှိရန်တိုင်းအောင်စုတောင်းပြည့်မြို့ဦးဇေဒီတော်တို့အပါအဝင်မြို့ကြီးများတွင်ကဆောင်ညာရီသုံးပွဲပြုလုပ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ17ရက်နေ့မှာကြာရောက်တဲ့ကစုံလာပြည့်နေ့ဗုဒ္ဓနေ့မှာရန်ကုန်မြို့မှာရှိတဲ့ရွှေဒဂုံစေတီတော်မော်လမြိုင်မြို့မှာရှိတဲ့ဆန်တော်ရှင်စိုက်တလန်စေတီတော်မြတ်ကြီးလာရှုံမြို့မှာရှိတဲ့ရန်တိုင်းအောင်ဆူတောင်းပြည့်မြို့ဦးစေတီတော်တို့အပါအဝင်မြို့ကြီးတွေမှာကစုံညောင်ရီသွန်းပွဲပြုလုပ်ခဲ့ပါတယ်ရှိရကုံစီတီတော်မှာ52ကြိမ်မြောက်ညောင်ရီသွန်းလောင်းပူဇော်ပွဲကျင်းပလျက်ရှိကြောင်းသိရပါဗျ ဒါပြင်ယနေ့မေလ17ရက်နေ့ကစုံလာပြည့်နေ့နနက်ပိုင်းအချိန်ကမော်လမြိုင်မြို့တောင်ရိုးတန်းပေါ်ရှိစံတော်ရှင်ကြိုက်တလန်ဇေဒီတော်မြတ်ကြီးအနောက်ဘက်မုတ်အနီးရှိညောင်ပင်မှာညောင်ရီသုံးလုံးနေကြသူများအားတွေ့ရပါတယ်။ကြိုက်တလန်ဇေဒီတော်မြတ်ကြီးဤညောင်ရီသုံးပွဲတော်တွင်ဖျားဖူးလာကြသူများကိုလည်းစတုဒီတာကျွေးမွေးလှူဒန်းမှုများလှုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။ရှမ်းပြည်မြို့တွင်ကစုံညောင်ရီသုံးပွဲခမ်းနားကိုရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဇေဒီတော်တွင်မေလ17ရက်နေ့ကစုံလာပြည့်နေ့ နနက်9နာရီခွဲအချိန်တွင်၎င်းကစုံညောင်ရီတွန်းပွဲဆွမ်းဆန်စိန်လောင်းလူပွဲနှင့်ဆွမ်းဆက်ကက်လူတန်းပွဲကိုတိတိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင်နနက်9နာရီချိန်၌၎င်းကျင်းပခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ချစ်ချည်ခရီးတွားရောက်ခဲ့ဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုချစ်ချေခီးသွားရောက်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမေလ၁၀ရက်ညပိုင်းကအထူးလေရင်ဖြင့်နေပြည်တော်တပ်မတော်လေးစိတ်ကိုပြန်လည်ရောက်ရှိလာပါတယ်ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိရင်ပြင်နီ၌ကျင်းပတဲ့280ပြည်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲအထိမ်အမတ်စည်ရေးပြအခမ်းအနားသို့တက်ရောက်ရန်အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချုပ်ပို့ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မလ9ရက်မှမလ10ရက်အထိရုရှားနိုင်ငံသို့ချစ်ကြည်ခရီးသွားရောက်ခြင်းဖြစ်ပါတယ်။ခီးစဉ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထနိုင်ငံတော်ဝန်ကြီးချုပ်ဟာမေလ9ရက်ကမော်စကိုမြို့ရှိရင်ပြည်နေ၌ကျင်းပတဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းအမှတ်ဆေးပြအခမ်းအနားသို့နိုင်ငံအကြီးအကဲများ အထူးဧည့်သည်တော်များနဲ့အတူပါဝင်တက်ရောက်ခဲ့ပါတယ်။ချစ်ချီရေခရီးတွင်နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနှင့်ဇနီးဒေါ်ဂျူဂျူလာတို့နှင့်အတူကောင်စီတွဲဖက်အတွင်းမှဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးနာဆကဘွဲ့ဝင်များပြည်တော်စုဝန်ကြီးများတပ်မတော်အစစ်မြစ်အရာရှိကြီးများဒုတိယဝန်ကြီးများနှင့်ချစ်ချီရေခီးစဉ်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါခဲ့ကြပါသည်။အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိကြောင်းဒေါ်နယ်ထရန့်ကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိပြီဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေလ10ရက်ကကြေညာခဲ့ပါတယ်။နျူကလ িয়ার လက်နက်များပိုင်ဆိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားတိုက်လေရင်များဒုံးကျည်များဒရုန်းများလက်နက်ကြီးများဖြင့်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာထရန့်ဤကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကဂျာဝင်ဆေးဆက်ပေးတဲ့ဆွေးနွေးမှုတွေအပြီးမှာတော့အိန္ဒိယနဲ့ပါကစ္စတန်ဟာအပြေအဝါနဲ့ချက်ချင်းအပြစ်ခတ်ရက်စဲဖို့သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့အကြောင်းကျွန်တော်ဝမ်းမြောက်စွာကြေညာပါတယ်လို့ Trend က True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ဒါပြင်အမေရိကန်နိုင်ငံသား၏ဝန်ကြီး Marco Rubio ကလည်း၎င်းနဲ့ဒုသမရ JD Bansto ဟာအိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ပါကစ္စတန်ဝန်ကြီးချုပ် Shahbaz Sharif အခြားထိပ်သီးအရာရှိများနဲ့အတူဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်အပြစ်ခက်ရစေရေးသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်အစိုးရတွေဟာချက်ချင်းပြစ်ခက်ရစေရေးသဘောတူညီခဲ့ကြပြီးဂျာနီနိုင်ငံတနိုင်ငံတွင်များပြားတဲ့အရေးကိစ္စတွေကိုဆွေးနွေးမှုတွေစတင်ပြုလုပ်ဖို့သဘောတူခဲ့ကြတယ်ဆိုတာကိုဝမ်းမြောက်စွာကြေညာလိုက်ပါတယ်လို့ရူဘီယိုက H တွင်ဖော်ပြခဲ့ပါတယ်။ဝင်ကြီးချုပ်မော်ရီနဲ့ရှရစ်တို့ဟာသူတို့ရဲ့ဉာဏ်ပညာကြီးမားမှုစင်ကျင်မျောတွေးနိုင်မှု နိုင်ငံရေးခေါင်းဆောင်ရေးသူတွေနဲ့အတူငင်းကျန်းတဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်လို့ရူဘီယိုကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေါ်နာရမာကို ခေါ်ယူရန်ဂျူပင်တက်စနင်အင်တာမီလန်တို့ဂျိုးပန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PSG အသင်းမှာလက်စွမ်းပြနေတဲ့အီတလီလက်ရေးစင်ဂိုဒမာဒေါ်နာရမာကိုခေါ်ယူဖို့ဂျူပင်တက်စနင်အင်တာမီလန်အသင်းတို့အပြိုင်ဂျိုးပန်းနေတယ်လို့သိရပါဗျ။ဒေါ်နာရမာ26နှစ်ဟာ AC Milan မှ PSG တို့2021ခုနှစ်မှာပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး2026မှာစာချုပ်တက်တန်ကုန်ဆုံးမှာဖြစ်ပါတယ်။၎င်းဟာလက်ရှိချိန်ထိ PSG အသင်းနဲ့တက်တန်တိုးခြင်းမရှိသေးတဲ့အတွက် Juventus နဲ့ Inter Milan အသင်းတို့ကခေါ်ယူရန်ပြတ်မှတ်ထားနေခြင်းဖြစ်ပါတယ်။ Man City အသင်းကလည်းအသင်းကိုယ်တော်မှ Ederson နေရာတွင်အစားထိုးရန်အတွက် Donnarumma အားခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။ လေမရုတ်တရဲ့မေလ17ရက်နေ့ညနေခင်းသတင်းတွေကိုကြားရထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှာလည်းနောက်ဆုံးရသတင်းတွေကိုကြားရထုတ်လွှင့်ပေးသွားမှာပါအေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါလိမ့်ရှင်